Hồ luôn ghé đây giá xuống nè quên gì ngà. Thấy nhà mà này giải chuyện đi gần đi đâu mà. မူယုံဆိုတဲ့ကြေးရွာငယ်လေးတွေဟာရှိခဲ့ပါတယ်။ရွာငယ်လေးဆိုပေမဲ့ဘိမောင်ဦးခိုင်းတွေပေါ်များတယ်လို့ဘေးရောက်ဝဲကြတဲ့လူတွေကလည်းများလာတယ်ဗျ။မကြခဏဆိုတယ်လို့မူရဲ့ခိုင်းချင်းချင်းတိုက်ခိုက်မှုတွေဖြစ်တတ်ပြီးတရခမ်းမပေါ်တဲ့လူတက်မှုတွေဆိုတာလည်းအတော်များလာပါတယ်။အဲဒီလိုရာဇဝတ်မှုတွေများလာတဲ့မူလုံရွာလေးမှာတော့မြတ်ဦးလို့ခေါ်တဲ့တူပရာသာကြီးတယောက်ရှိခဲ့ပါတယ်။တရတော်မနဲ့ခင်းတစ်ခုမှာတော့ အင်ကြီးခန်းဝန်းဝန်းကိုဝတ်ဆင်ထားတဲ့အဲ့ဒီတူပါရာစာကြီးကကြီးမားလာတဲ့လက်ပံမင်းကြီးတပင်ရဲ့အောက်မှာခေါင်းတစ်ခုကိုရိုက်လုံနေခဲ့တယ်ဗျညင်နွမ်းနေတဲ့ရှာအင်ကြီးနဲ့ဘောင်းမီရှေကိုဝတ်ဆင်ထားတဲ့အဲ့ဒီတူပါရာစာကြီးဟာတစ်တာခေါင်းကိုဖြည်းဖြည်းချင်းခေါင်းကုန်းကပွတ်တိုက်ပင်းနေတာပါသူ့ရဲ့ကြမ်းတမ်းတဲ့လက်တွေနဲ့ဆောက်လုပ်ပြီးသွားတဲ့ခေါင်းတလားတစ်ချောက်ဖုံတွေကိုတိုက်ချွတ်နေခဲ့တာဗျဖုံမုံတွေကလည်းဘယင်းနေရီတွန့်ကကြမ်းတမ်းလာတဲ့သူ့ရဲ့မျက်နှာပြမော်ကိုဖြည်းဖြည်းချင်းကြဆင်းလို့နေတယ်ဗျာ သူ့ရဲ့မျက်လုံးတွေကတည်ငြိမ်အေးချမ်းပြီးခေါင်းတလားကိုဒါအယုံဆိုင်မွမ်းမံနေခဲ့တာပေါ့သူ့ရဲ့လဲမင်းမာတော့နှမောင်နေတဲ့ဗရီကောင်းကြီးကိုဝှစ်ဆင်ထားရတဲ့ဗျရင်းချက်တည်ငြိမ်လာတဲ့မျက်နှာထားနဲ့တူပါရသာကြီးမှာသိုးညစ်လာတဲ့အတိတ်နောက်ခံတမိုင်းကောင်းနေရှိခဲ့ပေမဲ့အဲ့ဒီအကြောင်းအရာတွေကိုတော့မူယုံကြီးရွာသားတွေကဘယ်တော့မှမတိခဲ့ပါဘူးမူယုံကြီးရွာလေးမှာတူပါရသာဥမျက်ဥကိုတည့်ရလူကတော့ခါရှားရှားပဲဗျသူကတည်ဆုံးသွားတဲ့လူတွေအတွက် တချို့ဘို့တာဝန်များကိုထမ်းဆောင်ရန်ဂရိပြုထားပြီးအခကျင်းငွေတကြက်တပြားတောင်တောင်းဆိုခြင်းမရှိခဲ့ပါဘူး။ရာဇဝတ်မှုတွေနဲ့မတော်တဆမှုတွေကြောင့်တည်ဆုံသွားခဲ့တဲ့အလောင်းတွေဖြစ်စေရင်းနှီးတည်ဆုံခဲ့တဲ့အလောင်းတွေဖြစ်စေအလောင်းတွေကလူမတိတူမတိပုတ်ပွားနေခဲ့တယ်ဆိုရင်တောင်ဥမျက်ဥကမျက်နှာလွှဲမတော်ခဲ့ဘူးဗျ။မူယုံရွာထဲမှာတော့တူပါရာစာကြီးဥမျက်ဥရဲ့နောက်ခံတမိုင်းကြောင့်ကိုတိတာဆိုလို့အတိတ်ကသူ့ရဲ့ပြန်ပြဲဖြစ်ခဲ့မှုတဲ့ဥပေတီတယောက်ပဲရှိတာပါ။ရွာမှာရှိတဲ့လူအများစုက ဦးမြတ်ဦးဟာယခုကဲ့သို့စိတ်ထားကောင်းတဲ့လူတစ်ယောက်ဖြစ်မလာမီကဂိုင်းစတာကောင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုမတိကျပါဘူး။ဦးမြတ်ဦးငယ်စဉ်ကလူမိုင်းချွေရံများစွာရှိပြီးရာဇဝမှုများစွာကိုကျူးလွန်ကာအတော်ဆိုးတွန်းလာတာကြောင့်သူ့ကိုလူတိုင်းကကြောက်ရွံ့ရတယ်ဗျ။မြတ်ဦးတို့နေတဲ့မြို့ထဲမှာတော့ဂိုင်းစတာအဖွဲ့များစွာရှိတယ်လို့မကြခဏဆိုတယ်လို့ပဲတဖွဲနဲ့တဖွဲပြိပက္ခတွေဖြစ်ကြတာကတော့ပုံမှန်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပုံမှန်ရံပွဲတွေကနေ ဓားနဲ့တနက်တွေတုံပြီးတိုက်ခိုက်ကြတဲ့အထိပါအချင်းတွေကဆိုးဝါးလာခဲ့ကြတာပါအဲ့ဒီလိုဂန်စတာအဖွဲ့အချင်းချင်းရဲ့တိုက်ခိုက်မှုတွေကြားမှာမြတ်ဦးတရာသူ့ရဲ့လက်အောင်ငယ်သားတွေနဲ့တွဲဖက်တွေကိုပါဆုံးရှုံးခဲ့ရတာပေါ့ဒါပေမဲ့မြတ်ဦးကတော့အဲ့ဒီလိုကြမ်းတမ်းလာပြီးရေတွဲလို့မရတော့တော့အောင်မြပြလာတဲ့တိုက်ပွဲတွေကြားကပဲယခုအချိန်ထိအတက်ရှင်ကြံနေခဲ့တာပါတဲ့ရွယ်ကြီးရလာတဲ့အခါမှာတော့ဦးမြတ်ဦးတရားဂန်စတာဘွားကနေအနားယူကာ ပရိပခအားလုံးကိုရှောင်ရှားဖို့ကြိုးစားခဲ့တာပေါ့ဒါကြောင့်မူယုံလူကြီးရွာငယ်လေးမှာသူ့ဘာရစာအလုပ်ကိုလူမတိတူမတိလောက်ကန်ရင်သူ့ရဲ့အမျိုးသမီးနဲ့အတူဇက်မြောက်ပြီးနေထိုင်ခဲ့တာပါတရက်မှာတော့ဥမျက်ဥကမူရင်ရစာခိုင်းတွေရဲ့လူမဆန်စွာရဲဆက်ဆက်တက်ဖြတ်ခံလိုက်ရတဲ့အမျိုးသမီးအလောင်းတစ်ခုကိုတချိုးပေးဖို့ပြင်ဆင်နေခဲ့ပါတယ်သူဟာအလောင်းကိုရေချိုးပေးပြီးအဝတ်ဖြင့်ပတ်ပေးကဝတ်စားတွေကိုလည်းဝတ်ဆင်ပေးနေခဲ့တာပေါ့အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့ ရွာဦးဖုံးတော်ကြီးနဲ့အတူဦးမြတ်ဦးကအလောင်းကိုမိတိကျခြင်းနဲ့အမြဝေစူတောင်းပေးခြင်းတွေကိုစတင်လှုပ်ဆောင်နေခဲ့တယ်ဗျာ။တည်ဆုံးသွားတဲ့ဝိညာဉ်ကိုအေးချမ်းကြင်တက်စေဖို့အမြဝေစူတောင်းမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ဦးမြတ်ဦးလည်းအလောင်းကိုမိတိကျဖို့ပြင်တော့တာပေါ့။ရင်းနှံစီမိတော့ကိုကင်ပြီးအလောင်းကိုစတင်မိရှို့လိုက်တဲ့အခါမှာတော့မထင်မှတ်ထားတဲ့ကြောက်မက်ဖွဲဟာအဖြစ်ပြက်တွေဖြစ်လာခဲ့ပါတယ်။ရိုးရရဲ့ပြင်းထန်စွာတောက်လောင်နေခဲ့တဲ့မိတွေကလုံးဝငြိမ့်သွားခဲ့တာဗျာ။ခေါင်းတလားတွေကနေ ကြောင်မဖွဲတကုံကုံထူထန်တွေကကျေလုံစွာထွက်ပေါ်လာခဲ့တာပေါ့မကြခင်မှာပဲထူရဲ့တန်းတွေကပုံပုံကျေလုံစွာထွက်ပေါ်လာပြီးခေါင်းတလားဖုံးဟာဝုံကနေပွန့်ထွက်လွတ်ဆင်သွားခဲ့ပါတော့တယ်ရှိုးရီရဲ့ခေါင်းတလားတွေကအလောင်းကလေပင်ကိုကြောင်မဖွဲဟာတွန့်လိုက်ပြီးထလာခဲ့တော့တယ်ဗျာကြောက်စရာကောင်းလာတဲ့အလောင်းကောင်ကထထိုင်လိုက်ပြီးပါဇက်ထဲကနေမီးတွေကိုမှုတ်ထုတ်လိုက်တာပေါ့ချက်ချင်းပဲเจ้ามาพွေหาตันนี่เนี่ย ဥမျက်ဥကိုဒေါရတကြီးလှမ်းပြောလိုက်ပါတယ်။နင်တို့ငါ့ကိုမိမရှုနိုင်သေးဘူး။ငါမတည်ခြင်းနေဘူးဟဲ့။နင်တို့မိသားစုတွေငါစိုးရိမ်မိတယ်။နင်တို့နားလဲတယ်မလား။ငါ့ကိုလုံးဝမနှောက်ရှက်နဲ့။တကယ်တော့တည်ဆုံးသွားခဲ့တဲ့အမျိုးသမီးကမူးယုံရွာထဲကထိတ်တီးဆုံးမတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ပညာတွေဟာလွန်စွမ်းထက်လာတာကြောင့်အခုလိုတည်ဆုံးပြီးသားသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာခဲ့တာပါ။ဟမ်ဒါကဘာလဲဟာ။ဟေးစိတ်ချလိုက်စမ်းပါ။ ငါမင်းကိုဘယ်မှာတွားစရာမလိုတဲ့အေးချမ်းတဲ့နေရာကိုပို့ပေးနေတာပါဟာမင်းကဘလို့ဖြစ်ပြီးငါ့ကိုလာပြီးရံမှုနေရတာလဲမင်းကငါ့ကိုတက်ခဲ့တဲ့ခံစားဖွဲ့တဲ့ကပဲမလားငါ့ကိုနင်းတို့တက်တော့ငါခွင့်မရခဲ့ဘူးဟဲ့အခုနင်းတို့တေးပြာမတ်လာပါငါ့ကိုစမ်းကြည့်လိုက်စမ်းပါနင်းတို့ရဲ့အသေးလေးကိုနှုတ်ပြီးဝိညာဉ်ကိုငရေပို့ပေးမယ်လေတကယ်တော့တေးသွားတဲ့ဆုံးမကသူ့ဘာရစာဥမျက်ဥကိုသူ့ကိုတက်သွားတဲ့လူတွေကထင်ပြီးဒေါရတကြီးနဲ့ရံမှုဖို့ပြင်နေခဲ့တာပါချက်ချင်းပဲဆုံးမကြီးက သူ့ရဲ့ကြောင်းမဖွဲရပုံစံကိုပြောင်းသွားပြီးသူ့ဘရာသာကြီးကိုတိုက်ခိုက်ဖို့ဟန်ပြင်လိုက်တော့တာပေါ့စုံးမကြီးရဲ့မျက်လုံးတွေကနည်းရဲ့ပြီးတကူလုံးကြတိထဖွဲရဒဏ်ရာတွေနဲ့သူ့ဘရာသာဥမျက်ဥကိုစိုက်ကြည့်နေခဲ့တာဗျာခန်းစတာဘွားမရောက်ခင်ငယ်စဉ်ဘွားကလေးကမော်ပညာကိုလေးလာစီးပုခဲ့တဲ့သူ့ဘရာသာကြီးကတော့စုံးမတရေကိုပညာပြဖို့ပြင်လိုက်ပါတယ်ဥမျက်ဥကလက်အုပ်ချလိုက်ကတူတက်ထားတဲ့တရေနေနေဂါထာတွေကိုတိတ်တဆိတ်ရွတ်ဆိုနေခဲ့တာပေါ့မော်ဂါထာတွေကိုရွတ်ဆိုလိုက်တဲ့အခါမှာတော့ သူ့ဘရာစာကြီးရဲ့ဘေးမှာအယောင်ဝါတွေထွက်ပေါ်လာခဲ့တယ်ဗျ။သူ့ဘရာစာကြီးကစွန့်ထလာတဲ့တရေနေနေမော်ဂါဒါကိုအတန်ကြာရွတ်ဆိုလိုက်တဲ့ခါမှာတော့ဆုံးမတရေလေ။နာကျင်စွာအော်ဟေးနေခဲ့ရတော့တာပေါ့။နေငါကိုဖာလုလိုက်တာလေ။နေငါကိုဖာလုလိုက်တာလေ။ဆုံးမတရေလေ။သူ့ဘရာစာကြီးရဲ့စွန့်ထလာတဲ့မန္တန်ရီအောက်မှာဘာမှအနေမပေးနိုင်တော့ပဲ။တဖြည်းဖြည်းငိန်တဲ့တွားခဲ့ရတော့တာပေါ့။နောက်ဆုံးမှာတော့သူ့ဘရာစာကြီးက ။ဆုံးမကြီးရဲ့အလောင်းကိုခေါင်းထဲပြန်ထည့်ပြီးပြာဖြစ်တဲ့အထိစောင့်ကမိတိကျလိုက်တော့တယ်ဗျာ။အခုဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကမူးယုံရွာသားတွေရဲ့ကြားထဲမှာဟိုးလေးတကျော်ဖြစ်သွားခဲ့တော့တာပေါ့။တညမှာတော့မူးယုံရွာရဲ့ဘုရားပွဲတော်တစ်ခုမှာခြေလက်ဖျော်ဖြေရေးတိကိတာဒဏ်တွေဟာစည်းကြက်တိုင်းပြန့်လွင်နေခဲ့ပါတယ်။ရှေးအောင်ဖျော်ဖြေရေးအစီအစဉ်ကရွာသားတွေကိုပျော်ရွှင်စေပြီး ရင်မောဒန်တွေနဲ့ပြည့်နေနေကြတာပေါ့အကင်မျိုးစုံကိုရောင်းချနေတဲ့ဆိုင်လေးတွေစီကမှုေ့ပြတ်တဲ့အကင်နှံ့တွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုပြန့်လွင်နေကြတယ်ဗျအဲ့ဒီအချိန်မှာတော့သူ့ရာစာဥမြဥကကော်ဖီအေးတစ်ခွက်ကိုတရိုက်ချင်းစင်ယူကတောင်းနေခဲ့ပါတယ်ဥမြဥကငြိမ်သက်စွာရပ်နေရင်ဖြော်ပြရေးအစီအစဉ်တွေကိုကြည့်နေစင်မှာပဲသူ့ရဲ့နောက်ကနေရုပ်ရည်လောင်ပြောင်တန်နဲ့ယင်းကြီးရဲ့ဆဲဆူတန်တွေထွက်ပေါ်လာခဲ့တယ်ဗျဟာ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  သူတော်ဘာအောင်ဆောင်းတဲ့နတ်ဆိုးကဘယ်လိုရောက်လာတာလဲဒဏ္ဍာရီဂန်စတာကြီးကအခုတော့မခုတ်တတ်တဲ့ကြောင်လေးလိုရန်အားနေနေပါလားမင်းကိုကြည့်ရတာအတော်ပြောင်းညံသွားတာပဲကွာဘာလဲမင်းကငါ့အတန်ကိုကြားလို့ကြောက်သွားပြီလားသူကတော့ဥမျက်ဥရဲ့ပြိုင်ပွဲဂန်စတာဥပေသေးပါပဲသူ့ရဲ့မျက်လုံးတွေကတော့အရင်တုန်းကလိုတောက်ပြောင်နေတုန်းပဲဗျာအရင်တစ်ချိန်ကလိုမာယာများပြီးပြုံးနေတတ်တဲ့မျက်နှာမျိုးပဲဗျာဆယ်စုနှစ်များစွာကြာပြည့်တဲ့နောက်မှာတော့ ဦးမြတ်ဦးကပြောင်းလဲလာခဲ့ပါပြီ။အရင်လိုခရံကျန်းတဲ့ဘဝကိုဆွတ်လွတ်ထားပြီးဖြစ်တာကြောင့်အေးစစ်နေဖို့ကြိုးစားပြီးစိတ်ကိုတည်ငြိမ်အောင်ထိန်းထားခဲ့တာပေါ့။ငါမင်းကိုရှုံးပေးပြီးသားပါကွာ။မင်းကငါ့ကိုပြဒနာလာရှာနေတော့ပဲလား။ငါကတော့ဘယ်တော့မှရက်တမ်းမှမဟုတ်ဘူးကွာ။ငါဘယ်တော့မှမမေ့သေးဘူး။မင်းလောက်ခဲလို့ငါ့ရဲ့ညီကိုတွေဆုံးရှုံးခဲ့ရတာလေ။အဲ့ဒီအတွက်တရားမျှတမှုကိုငါအခုထိပြန်မရသေးဘူးကွာ။အေးချမ်းချမ်းနေဖို့တာရွေးချယ်ခဲ့တဲ့ဦးမြတ်ဦးက သူ့ရဲ့ရန်သူဟောင်းဥပေဒီနဲ့မတိုက်ခိုက်ဘဲထွက်သွားဖို့လာဆုံးဖြတ်ခဲ့ပါတယ်။ဥပေဒီကိုကြောခိုင်းထွက်သွားပြီးသူ့ရဲ့အကြိုက်ဆုံးထွက်ကားဟောင်းစီကိုရှောက်သွားခဲ့တယ်ဗျ။ကားကိုအေးစေးစေးမောင်းနေရင်သူ့ရဲ့အတိတ်ကာလရိတ်တွေနဲ့ဝေးခွာရာမူယုံကြီးရွာလေးထဲကနေအိမ်စီကိုမောင်းနေလာခဲ့ပါတော့တယ်။သူ့ရဲ့အတွေ့အဲမှာတော့အတိတ်ကပုံရိပ်တချို့ကနှောက်ရက်လာခဲ့တာပေါ့။အိုဟောင်းနေပြီဖြစ်တဲ့ကားရဲ့စူးညံ့ညံ့အင်ဂျင်နံနဲ့အတူမှောင်မိုင်းလာတဲ့လမ်းမပေါ်မှာတရွေ့ရွေ့မောင်းနေပြီးပြန်လာနေခဲ့တယ်ဗျာ။ ရုံးရဲ့ဆူချလာတဲ့မီးလင်းအောင်နဲ့အတူနောက်ကနေကျေလောင်လာတဲ့မော်တော်ဆိုင်ကယ်တန်းကိုအမြတ်ဦးတယောက်ကြားလိုက်ရပါတယ်။တကယ်တော့သူ့ရဲ့ရန်သူဟောင်းဦးမေတီကနောက်ကနေဆိုင်ကယ်တစ်စီးနဲ့လိုက်လာခဲ့တာပါ။နောက်ကနေကက်လိုက်လာတဲ့ဆိုင်ကယ်မီးရဲ့ဆူချတဲ့လင်းအောင်ကကားဗတ်မန်တွေကနေတစင်။ဦးမြတ်ဦးရဲ့မျိုးလုံးတွေစီကိုလင်းပြန်နေခဲ့တာပေါ့။ဦးမြတ်ဦးကလေပါကိုအဆုံးနှင်းပြီးမြ мян မောင်းထွက်သွားဖို့ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ကားဟာထိန်းချုပ်မရတော့ပဲဘုံကြီးကြောင်ပေးကကြီးမားလာတဲ့တပင်းကြီးတပင်းကိုဝန်တိုင်းမိတွားခဲ့ပါတော့တယ်ကားတစ်စီးလုံးမိတွေထုံးတောက်လောင်နေပြီမိခိုးတွေကလည်းဥထွက်လာခဲ့တယ်ဗျဦးမြတ်ဦးကတော့ကားထဲမှာပြိမိနေပြီမျက်နာမှာလည်းတွေးတွေရွှဲနေနေကကားစီရာတိုင်းပေါ်မှာမျက်နာကမှောက်ရတာဖြစ်နေခဲ့တာပေါ့သူဟာဒဏ်ရာပြင်းထန်ရပြီးမထနိုင်ဖြစ်နေခဲ့ပြီမေတတိကတော့ရှိနေခဲ့သေးတယ်ဗျရိုးရည် သူ့ရဲ့အမြင်အာရုံထဲမှာကြောက်စရာကောင်းလာတဲ့ပုံရိပ်တစ်ခုကထက်ကနေပေါ်လာခဲ့ပါတယ်။မျက်နှာတစ်ခုလုံးညဲတဲ့တွေးတွေလွှမ်းနေပြီးမျက်ပြူဆိုင်နေတဲ့ကြောက်စရာမျက်လုံးတွေနဲ့လူတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေခဲ့တာပါ။မကြခင်မှာပဲအဲ့ဒီပုံရိပ်တွေအလုံးဟာမိမိန်ပြောက်ကွယ်တွားခဲ့ပါတော့တယ်။ဒီလိုနဲ့စိတ်မချမ်းမြေ့ဝဲကြီးကန်းတို့ရဲ့အော်မီဒန်တွေနဲ့အတူမနဲ့မိုးလင်းချိန်ကိုရောက်ရှိလို့လာခဲ့တော့တာပေါ့။ဖုံးတော်ကြီးကြောင်းစီကတာယာလှတဲ့ခေါင်းလောင်းတန်းက ဦးမြတ်ဦးရဲ့နားထဲကိုတိုးဝင်လာပြီးတိတားကလေးမောင်မမေမျောနေရကနေတရိယာလာခဲ့တော့တယ်ဗျသူ့ရဲ့နှခေါင်းထဲမှာဆေးနှံတွေရနေပြီးအမျိုးသမီးတဦးရဲ့ရှိုက်ငူရမ်းတွေကိုလည်းကြင်ကြင်လောင်လောင်ကြားနေရပါတယ်သူ့ဘေးမှာဝမ်းနဲ့တကြီးထိုင်ဆောင်နေတဲ့ဇနီးဖြစ်သူကချက်ကြီးတငင်ငိုကြွေးနေရှာတာပါဇနီးဖြစ်သူလည်းဦးမြတ်ဦးတရိယာလာတာကိုမြင်လိုက်တော့တာပေါ့မတီကမပြောက်ကောင်းယောက်ျားရဲ့ကံကောင်းလို့တာပေါ့ဖုံဖုံနာမကယ်ခဲ့ရင်အခုလောက်ဆိုရှင်တင်နေလောက်ပြီအာ နေပါဦးငါမတည်သေးဘူးလားဟုတ်တယ်လေရှင်ကားကလမ်းခွေကနေချောထွက်ပြီးတစ်ပင်ကိုဝန်တိုင်းမိတာမြင်းနဲ့ရွာသားတွေကရှင်ကိုတီမာတီကြတယ်လို့တောင်ပြောကြတာဒါပေမဲ့ဖုံဖုံကကင်လိုက်လို့ရှင်တက်ရှင်ခဲ့တာလေရှင်တက်ရှင်နိုင်တယ်ဆိုမှကျမပြောနိုင်တော့ရောက်ကြရဲ့ရှင်ဘလူဖြစ်ရတာတော့ငါလည်းမပြောတတ်တော့ပါဘူးမိမရဲ့ငါရဲ့တင်းနေမစီသေးလို့ ကန်တရားကပေးခဲ့တဲ့ကြီးမားတဲ့ကောင်းကြီးမင်္ဂလာလို့ပဲယူဆရမှာပေါ့ငါငါ့ကိုကယ်ခဲ့တဲ့ဥစဉ်ကိုတဝါတွန်းစာအလုပ်ကျွေးပြုခြင်းနဲ့ဒီလိုနဲ့ပြန်လဲတက်တာလာပြီးတဲ့အခါမှာတော့ဥမြတ်ဥတျောင်းသူ့ကိုကယ်ခဲ့တဲ့ရွာဦးဖုံးတော်ကြီးစီမှာတဝါတွန်းစာအလုပ်ကျွေးပြုဖို့ရှောက်တင်ခဲ့တာပေါ့ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ဥမြတ်ဦးလည်းဆရာတော်ကိုတဝါတွန်းစာအလုပ်ကျွေးပြုခွင့်ရတော်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ညနေမှာပဲ ကောင်းငင်တကူလုံးဟာထူးခြားစွာမှောင်မိုက်နေကလေပြင်းများလည်းပြင်းထန်စွာတိုက်ခတ်နေခဲ့တယ်ဗျ။တီးရွက်၆တွေဟာနေရာအနှံ့ပြန်ကျဲနေပြီးရိုးရရဲ့အမော်တော်ကပြေးလာနေတဲ့ခြေတံတစ်ခုကိုလည်းကြားလိုက်ရတာပေါ့။ဖုန်ကြီးကြောင်သားတယောက်ကဥမျက်ဥရဲ့အိမ်စီကိုရေးကြီးတုပ်ပြပြေးလာနေခဲ့တာပါ။ဥလိမျက်ဥဥလိမျက်ဥခြေနေတွေမကောင်းတော့ဘူး။ဖုန်ကြီးကြောင်ကိုမြန်မြန်လာပြီးကြည့်လိုက်ပါဦး။ဘေကမမတိတဲ့လောင်းတလောင်းကြောင်းမှရောက်နေတယ်ဗျဖုန်ကြီးကြောင်းသားလေးကကြောင်းလန့်တကြအော်ဟစ်ကပြေးလာရင်ဦးမြတ်ဦးကိုလှမ်းအောင်ပြောနေခဲ့ပါတယ် ဦးမြတ်ဦးကတော့ရင်နွေးတောင်ရင်အိမ်ရှိမှထိုင်နေခဲ့တာပေါ့ဖုန်ကြီးကြောင်းသားလေးအနားကိုရောက်လာတဲ့အခါမှာတော့ဦးမြတ်ဦးကအခြေအနေကိုလှမ်းမေးလိုက်ပါတယ်လော်ဒီနဲ့ပါလားဟာကဲပြောစမ်းပါဦးမင်းရောပြောနေတာကအလောင်းဟုတ်လားဘာလောင်းလဲကွာဘယ်မှာဘာဖြစ်လို့လဲဖုန်ကြီးကြောင်းမှရောက်နေတာဗျဘယ်သူထားရမှန်းလဲမသိဘူးဖုန်ကြီးကဟိုဘက်ရွာလူကြွားရွာတာကျောင်းမှာကျွန်တော်တယောက်လဲကြံခဲ့တာဗျာ ကျောင်းဆောင်ထဲမှာရောက်နေတာလောင်းကပုတ်စော်တွေနဲ့နမ်းနေပြီကျွန်တော်ဝမ်းမကြီးရဲ့လို့ဦးလေးစီပြေးလာခဲ့ရတာပဲဗျဦးမြတ်ဦးလေကျောင်းသားလေးစီကစကားတွေကိုကြားရတဲ့အခါမှာတော့ဘာတွေဖြစ်နေပြီလဲဆိုပြီးအတွေးတွေဝင်လာခဲ့တော့တာပေါ့ချက်ချင်းပဲသူကအလောင်းကိုမိတိချို့ဖို့ရင်းနှံစီအချို့ကိုထုတ်လိုက်ပြီးဖုန်ကြီးကျောင်းစီကိုခတ်တွတ်တွတ်ရှောက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ဖုန်ကြီးကျောင်းဆောင်ခန်းမတွေကိုဝင်ရောက်လာတဲ့အခါမှာတော့ပြင်းထန်ဆူးရှတဲ့အနံ့ဆိုးတွေထွက်ပေါ်လာခဲ့တယ်ဗျာ အနန္တတွေကတူချုံဘူးရမြအလောင်းတွေထဲဆူးရှာပြင့်ထန်လာပြီးစိတ်တွေကိုလေးလံနေစေခဲ့တာပေါ့တွေးလိမ့်လိမ့်ပင်နေပြီးအိုဟောင်းနေပြီးဖြစ်တဲ့ဆောင်းငယ်တစ်ခုနဲ့ခြုံထားတဲ့အဲ့ဒီအလောင်းကချောင်းဆောင်ခမ်းမအလေးကဖျားပေါ်မှာခြားထားခဲ့တာပါမော်ပညာအစွမ်းကောင်းလာတဲ့အပြင်ဒီလိုကိစ္စတွေမှာအတွေ့အကြုံရင့်နေပြီးဖြစ်တဲ့ဥမျက်ဥကတော့အလောင်းရဲ့အနားကိုကတ်သွားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအလောင်းကောင်ရဲ့လက်တစ်ဖက်ကအုပ်ထားတဲ့ဆောင်းရဲ့အပြင်ဘက်ကိုထွက်ကြလာခဲ့တယ်ဗျာ ချက်ချင်းဆိုလိုပဲခွဲဥဒန်းတွေကဆူညံလာပြီးလေပြင်းတွေကလည်းတိုက်ခတ်လာတော့တာပေါ့။လောင်းကိုအုပ်ထားတဲ့ဆောင်းကလည်းကြောက်မှဖွဲရလှုပ်ရမ်းနေတယောင်ထင်နေရတယ်ဗျ။ဦးမြတ်ဦးကတော့ကြောက်လန့်ခြင်းမရှိပဲလောင်းရဲ့အပေါ်ကဆောင်းကိုဖွင့်လိုက်တဲ့အခါမှာတော့အလွန်တရာထိတ်လန့်တုန်တုန်တွားစေခဲ့တယ်ဗျ။အဲ့ဒီအလောင်းကသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဦးမေကြီးရဲ့လောင်းဖြစ်နေခဲ့တာပါ။အလောင်းရဲ့မျက်နှာကတူကားရဲ့စီးရင်ဖြစ်တော့ကဒရီလစ်မတော်ခင်မှာမြင်လိုက်ရတဲ့ပုံရင်းနဲ့အတူတူဖြစ်နေခဲ့တာဗျ။တကယ်တော့ ။ဦးမြတ်ဦးကားအစီးလေးဖြစ်တဲ့ညကပဲ။တစ်ချိန်နဲ့နောက်ကနေဆိုင်ကယ်နဲ့လိုက်လာခဲ့တဲ့ဦးပေဒီလေ။ဆိုင်ကယ်တိမ်းမောက်ပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့တာပါ။အဲဒါတွေကိုတော့ဦးမြတ်ဦးကမတိခဲ့ဘူးဗျ။ဦးပေဒီရဲ့မျက်နှာဟာဖူးယောင်ကပုံပြက်နေပြီးတွေးတွေကလည်းမျက်နှာတစ်ခုလုံးဆွန့်တင်းနေတဲ့အပြင်မျက်လုံးတွေကဖြူဖြော့ကဗဇက်ကလည်းဟနေတာဗျ။သူ့ရဲ့စိတ်ထဲမှာတော့နောက်ဆုံးအနေနဲ့မပြောလိုက်ရတဲ့စကားတွေနဲ့မကြည်နိုင်ချက်တွေပြည့်နေပုံပါပဲ။ရင်ဖက်မှာတော့ခြေလျားလာတဲ့ငကားပုံတက်တူးတစ်ခုရှိနေပါတယ်။ အဲ့ဒီနှကားပုံတက်တူးကဥမျက်ဦးရဲ့ဂန်စတာဖွဲ့တက်တူးပြတကယ်တော့ဥမျက်ဦးနဲ့ဥပေတိက တဖွဲ့လေးသားတွေဖြစ်ခဲ့ကြတာပါကိစ္စတချို့ကြောင့်တဘောသားကွဲလဲကရန်သူတွေဖြစ်သွားခဲ့တာဗျဥမျက်ဦးကတော့နှကားပုံတက်တူးကိုကြည့်ရင် အရင်တစ်ချိန်ကအเจ้าရတွေကိုပြန်တွေးနေခဲ့တာပေါ့ကောင်းရပုံကိုတွားပါတော့ပေတီငါတို့ရဲ့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကိုငါမေးပြလိုက်ပါပြီကွာမင်းလည်းအဲ့ဒီဖြစ်ပျက်ခဲ့တဲ့အရာတွေကိုမေးလိုက်ပါတော့ အဲ့ဒီချိန်မှာပဲငှဆိုးထိုးတံတွေနဲ့အတူကျောင်းမဖွဲလေပြင်းတွေတိုက်ခတ်လာခဲ့တော့တယ်ဗျာယိုရီယံဥမေဒီရဲ့လောင်းကနေအတက်ရှူတံတချို့ကိုကြားလိုက်ရတာကြောင့်ဥမြတ်ဦးလည်းတုံ့လို့တွားခဲ့ရတာပေါ့အတက်ရှူတံတွေရဲ့နောက်မှာတော့ရေမောတံတွေပါပါလာခဲ့တာကြောင့်ဥမြတ်ဦးလည်းကြက်တီဖမ်းဖမ်းထတာကနောက်ကိုအနေငယ်တိုးဆုပ်တွားခဲ့ပါတယ်အလောင်းကအတက်ရှူတံတွေနဲ့ရေတံတွေကြောင့်ကြောက်လန့်နေတဲ့အချိန်မှာပဲချက်ချင်းဆိုတယ်လို့ထွန်းထားတဲ့မိတွေကယိုရီယံပြက်သွားခဲ့တော့တယ်ဗျာဥမြတ်ဦးတရား ယောရီရဲ့အစ်ဆက်တဲ့လီတစ်ချက်ဝေ့တာကိုခံလိုက်ရပြီးမောင်မိုင်းတဲ့ထောင်းတနေရာမှာတခုခုလှုပ်ရှားနေတယ်လို့ခံစားလိုက်ရတာပေါ့ယောရီရဲ့အစ်ဆက်တဲ့အတန်တစ်ခုကနောက်ွယ်ကနေထွက်ပေါ်လာခဲ့တယ်ဗျာသူချက်ချင်းလက်ကြည့်လိုက်ပြီမေသူ့ရဲ့နောက်မှာဘယ်သူမှမရှိခဲ့ပါဘူးအားလုံးပြီးသွားပြီပေဒီဘာလို့မင်းကအေးချမ်းနဲ့ထွက်မလို့အားရတာလဲ ငါမင်းရဲ့အလောင်းကိုတခြားတချို့ဖို့ပြင်ဆင်ရအောင်မေကွာဦးမြတ်ဦးကအနေငယ်ကြောက်လန့်နေပြီမေစိတ်ကိုထိန်းချုပ်ခါပြောလိုက်ပါတယ်ချက်ချင်းပဲတချို့ဖို့ပြင်ဆင်မယ်ပြုခါအလောင်းကိုမားဖို့ပြင်လိုက်တယ်ဗျာအဲ့ဒီချိန်မှာပဲမထင်မှတ်ထားတဲ့ကြောက်စရာဖြစ်ပျက်တွေဖြစ်လာခဲ့တော့တာပေါ့ဥပေတိရဲ့အလောင်းပေးကနေစိတ်မပတ်ရောင်နေဖြစ်လာပြီးအလောင်းကမရက်ထရက်ကဦးမြတ်ဦးရဲ့သမင်းလေးကိုဆွဲပြီးအပြင်းထန်တိုက်ခိုက်တော့တယ်ဗျာ ဥမျက်ဦးလဲနာကျင်လို့လာပေမဲ့ကြောက်စိတ်ကိုထင်ရင်လေပင်းကအဆောင်ပရီးကိုလက်နဲ့ကင်ကမော်ကားတာတချို့ကိုရွတ်ဆိုလိုက်ပါတယ်အဲ့ဒီခါမှာတော့ဥပေဒီရဲ့တရေပုကတ်နေတဲ့နောင်ဟာကျမ်းမြင်မော်ကိုလဲကြသွားပြီးနာကျင်စွာအော်ဟစ်နေတော့တယ်ဗျာမင်းဟာဒီပြီးလို့မြေပြင်ပေါ်မှာပုတ်ပွားနေတဲ့အထီးတော့မင်းရဲ့အတ္တနဲ့ဒေါရတွေကိုမလျှော်သေးဘူးပဲပေဒီဟာမင်းကလူဖြစ်တုန်းကလည်းအတ္တကိုမလျှော့ခြင်းဘူး တရားဖြစ်လာတော့လေမင်းကဒေါသတွေနဲ့အမှားတွေထပ်ပြီးကျူးလွန်နေသေးတာပဲလာစမ်းကွာမင်းဘာပဲဖြစ်ဖြစ်ငါကယူမဆိုင်ဘူးငါနဲ့တွေ့ရသေးတာပေါ့ဦးမြတ်ဦးကပြောပြောဆိုဆိုဖျားစင်စီကိုတဲ့နဲ့ရှောက်သွားလိုက်ပါတယ်သူကဖျားစင်ရှိကပရဲ့ရီထဲထားတဲ့တပိတ်ကိုမာယူကမော်ကားတာတချို့ကိုရွတ်ဆိုလိုက်တာပေါ့အဲ့ဒီခါမှာတော့သူ့ရဲ့ဘေးကအယောင်ဝါးတွေထွက်ပေါ်လာတယ်ဗျာဦးမြတ်ဦးကမော်ကားတာတွေကိုဇက်တိုက်ရွတ်ဆိုနေခဲ့ပါတယ်ကားတာတွေကိုရွတ်ဆိုပြီးတဲ့အခါမှာတော့ ပရဲ့ရည်တွေနဲ့ပေတီတရဲစီကိုလှမ်းပြပတ်လိုက်တယ်ဗျာလူဘွားကလေးကသူမြဦးရဲ့တွဲပက်ပြေခဲ့မှုတဲ့ပေတီကမော်တက်တွေကိုလိလခဲ့တာကြောင့်သူမြဦးရဲ့တိုက်ခိုက်မှုတွေကိုတိန့်ဆောင်ပြီးဘင်းနာကပစ္စည်းတွေနဲ့တိုက်ခိုက်ဖို့ပြင်းတော့တာပေါ့ချက်ချင်းပဲသူမြဦးစီကိုမင်းနာကထိုင်ကုန်တွေနဲ့လှမ်းပြလိုက်တဲ့အခါမှာတော့သူမြဦးလည်းကြမ်းမြမော်ကိုလဲကျသွားခဲ့ပါတော့တယ်သူမြဦးကတော့အားတွေကိုပြန်လဲစူးစီးပြီးမော်ကားတွေကိုဆက်လက်ရွှေ့ဆိုနေခဲ့တယ်ဗျချက်ချင်းပဲ ဥပေတိရဲ့ရုပ်အလောင်းကအနားကိုခုံမြန်ရောက်လာပြီးဥမြတ်ဦးရဲ့ဝမ်းပိုက်ကိုတနင်းကတိုက်ခိုက်တဲ့အခါမှာတော့ဥမြတ်ဦးမှနာကျင်စွာအော်ဟစ်ကပစံထဲကနေတွေးတွေထွက်ကြလာခဲ့တော့တာပေါ့နောက်တစ်ဆင့်လေဘင်းကိုညှစ်ပြီးသူနဲ့အတူတီဝါကိုခေါ်ဖို့ဥမြတ်ဦးကိုအတေတက်တော့လားဗျာဒါပေမဲ့လေဘင်းကိုညှစ်ဖို့လှမ်းလိုက်တဲ့အခါမှာတော့ဥမြတ်ဦးရဲ့လေဘင်းကအဆောင်ပရိကိုထိမိပြီးနာကျင်စွာအော်ဟစ်ရဲ့နောက်ကိုလဲကျသွားတော့တာပေါ့ဒီလိုနဲ့ လဲကြနေတဲ့ဥမြတ်ဦးရဲ့မန္တန်ရွှေဆိုတန်းတွေနဲ့အတူဥပေတိတရဲ့ဟာကြောက်ခဲတွေဖြစ်ကိုပြောင်းလဲသွားကအရာအားလုံးတိတ်ဆိတ်သွားကြရပါတော့တယ်ဥမြတ်ဦးလဲလဲကြနေရကနေဖြည်းဖြည်းချင်းထူထားလိုက်ပြီးကျောင်းဆောင်လဲမှာမတ်တက်ရက်ကအချင်းတို့ကြငေးတည်နေရင်အရာအားလုံးပုံမှန်ဖြစ်သွားတဲ့အခါမှသာသူ့ရဲ့စိတ်ဟာတည်ငြိမ်သွားကြရပါတယ်ဥပေတိရဲ့အချင်းတွေကိုငေးကြည့်ရင်အတိတ်ကမကောင်းမှုတွေကနေအချင်းမီယုံထွက်နိုင်ခဲ့တဲ့သူ့အကြောင်းကိုတွေ့ရင်တပြင်းချနေတော့တယ်ဗျာ သူနဲ့ဥပိတိရဲ့ဇလန်းဟာလေဒနာယီဆန်ဆန်လက်ကွက်များစွာနဲ့တင်ကန်းစာယူစရာတွေနဲ့ပြည့်နေနေခဲ့တာပေါ့လောကမှာတယောက်နဲ့တယောက်မကျေနပ်ချက်တွေဒေါရအာဃာတတွေနဲ့အပြန်အလှန်လက်စားချီနေကြရင်တဏှာဟာပိုလို့ပင်ရှည်ကြစေတတ်ပါတယ်အတိတ်ဆိုတာနောက်မှကြံခဲ့ပြီးဖြစ်တာကြောင့်ကောင်းခဲ့သည့်ဖြစ်စေမကောင်းခဲ့သည့်ဖြစ်စေလက်ခံပြီးပြစ်ဆုံးပန်းမှအနာဂတ်ဘဝကောင်းစားဖို့လူတိုင်းပြောင်းလဲတင်ကြပါတယ်အဲ့ဒီချိန်မှာပဲ ကျောင်းတိုင်းဆရာတော်ကြီးနဲ့ဘုန်းကြီးကျောင်းသားလေးကဥမျက်ဦးရှိနေတဲ့ကျောင်းဆောင်စီကိုကြွလာခဲ့တယ်ဗျာဖုန်းတော်ကြီးကအချိန်နေရရကိုခဏတာကြည့်ရှုရင်တံဝေကားတွေနဲ့အတူတိတ်ဆိတ်စွာရက်နေတဲ့ဥမျက်ဦးစီကိုလှမ်းကြည့်လိုက်ပါတယ်တကားကြီးကံကံရဲ့အကျိုးဆက်တွေဆိုတာအရန်ကိုကြောက်စရာကောင်းပါတယ်တဏျာဝဆင်းရဲတွေကနေလွတ်မြောက်အောင်လူသားဆန်ဆန်နေထိုင်ရင်အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကိုတင်ကန်းစာယူပြီးဘဝကိုဒီထက်ပိုကောင်းအောင် နေဖို့နောက်မကျသေးပါဘူး အတိတ်ကပြုခဲ့တဲ့ကံတွေကဒီလောက်ထိဆိုးလိမ့်မယ်လို့တပည့်တော်ဘယ်တော့မှမတွေးခဲ့မိပါဘူးဖျာမထင်မှတ်တဲ့မုန်တီးမှုတွေမကြည်နှက်ချက်တွေနဲ့ပေတီးကတော့လက်စားချီလူစင်းနဲ့ပဲအဆုံးတက်သွားခဲ့ရပါပြီဖျာတပည့်တော်လည်းဒီထက်ပိုပြီးဘာမှမတတ်နိုင်တော့ပါဘူးဖျာဦးမြတ်ဦးကသူ့ရဲ့စိတ်တွေကမတည်ငြိမ်နိုင်သေးပဲစိုးရိမ်ပူပန်နေတဲ့အတန်နဲ့ဖုန်းတော်ကြီးကိုပြန်လဲလျှောက်တင်လိုက်ပါတယ်တကားကြီး ကံတရားရဲ့အကျိုးဆက်တွေဆိုတာအလွန်ကိုထူးဆန်းနေနေလာပါတယ်။ကိုပြုခဲ့တဲ့ကံကိုပေးခဲ့တဲ့ဆိုးကျိုးတွေကောင်းကျိုးတွေဟာတစ်ချိန်မှာကိုယ့်စီကို ပြန်လာတတ်တာတဘာဝပါပဲ။ဥပေတီဆိုတာလေသူ့အတိတ်ကကံကြောင့်အခုလိုဆိုးဆိုးဝါးဝါးအဆုံးတတ်ခဲ့ရတာပါ။သူ့ရဲ့ဒေါသတွေမကြည်နှံ့မှုတွေကသူ့ကိုငြိမ်းချမ်းရစီမရောက်စေပဲဝကြွေးတဲ့နယ်ပဲခြုံငင်းစေခဲ့တာကိုတကားမြတ်ဦးမြင်ခဲ့ပြီးပြီပဲ။တကားမြတ်ဦးလေဒီလိုအတိတ်ကံကြမ္မာဆိုးတွေကနေလွတ်မြောက်ဖို့ဆိုရင် လက်ရှိပြစ်ဆုပ်ပံမှာကောင်းမှုတွေပုံမှုလှုပ်ဆောင်ဖို့လိုပါတယ်အတိတ်မှာအမှားတွေအတွက်နောင်သားရတာကကောင်းပါတယ်ဒါပေမဲ့အဲ့ဒီနောင်သားတွေကိုစုပ်ကင်ပြီးပြစ်ဆုပ်ပံကိုမဖျက်ဆီးပါနဲ့အတိတ်ဆိုတာတင်ကန်းသာယူဖို့ပါအနာဂတ်ဆိုတာကတော့ပုံဖော်ဖို့ပဲတခါကြီးရဲ့အခုချိန်ကစားပြီးမြစ်တာကယူနာတိခန့်ချင်းနေတဲ့ဘဝကိုဖျက်တမ်းမယ်ဆိုရင်တကားမြတ်ဦးရဲ့စိတ်လေးငြိမ်းချမ်းလာမှာဖြစ်တယ်လို့နောင်လာမဲ့ဘဝတွေအတွက်လည်းကောင်းကျိုးချမ်းသာတွေရရှိမှာပါ ကန်းဆိုတာပြုလုပ်တဲ့သူရဲ့စိတ်အပေါ်မှာအများကြီးမူတည်ပါတယ်။အကောင်းကိုကြံစီ အကောင်းကိုပြုလုပ်မယ်ဆိုရင် ကောင်းကျိုးတွေပဲပြန်ရပါလိမ့်မယ်။ဒီစကားတွေကဦးမြတ်ဦးရဲ့နှလုံးသားထဲမှာကြံရှိနေခဲ့တဲ့အရာ အလုံးကိုထုတ်ပြစ်လိုက်တယ်လို့ခံစားရစေကသူ့ဘယ်လိုဘဝကိုရွေးချယ်ပြီးဘာလုပ်ရမယ်ဆိုတာကိုကောင်းကောင်းတည်တွားခဲ့ပါတော့တယ်။ကြည့်ရှုနားဆင်သူပရိသတ်များခင်ဗျာကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုကြည့်ရှုပြီး တနေ့လာမောတွေပြပြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာကျွန်တော်ကတော့အစီအစဉ်တစ်ဆက်တူဖြိုးဝေပါဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ